အားလုံးပဲမင်္ဂလာပါခင်ဗျာ Vocal Talks ကနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါရစေကျွန်တော်နာမည်ကတော့အာပြာလို့ခေါ်ပါရစေကျွန်တော်ကတော့ Vocal Coach တယောက်ပဲဖြစ်ပါတယ်ခင်ဗျာ ီနေ့မှာကျွန်တော်ရွေးထားတဲ့ topic လေးကတော့ကျွန်တော် comment မှာခဏခဏလာမိထားတဲ့အကြောင်းအရာလေးဖြစ်တယ်။တော်တော်များများလည်းအရင်သိကျနေတဲ့ဟာလေးဖြစ်တယ်။ head voice ဘယ်လိုဆိုရမလဲဆိုတာလေးကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာ။ head voice အကြောင်းကိုကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တော့ဒီအသုံးအများဆုံး common အဖြစ်ဆုံး register ၃ခုကိုပြန်ပြီးတော့မှတတိယပို့လို့ပါတယ်။ဒါကတော့ chest voice ကျွန်တော်ရင်ကောင်းတန်သို့မဟုတ် byte တန်လို့လည်းပြောလို့ရတယ်။နောက်တစ်ခုကအခုပြောတဲ့ head voice ခေါင်းတန်အပေါ်တန်ဖြစ်တယ်။ အဲ့ဒီနှစ်ခုကို chest နဲ့ head ကိုကြားထဲမှာ mix ဆိုပြီးတော့မှတစ်ခုရှိသေးတယ် mix voice ပေါ့နော်ဆိုတော့ဒီသုံးခုက common အဖြစ်ဆုံးအသုံးအများဆုံး vocal register သုံးခုဖြစ်ပါတယ်အဲ့ဒီထဲမှာမှဒီနေ့မှာကျွန်တော်ပြောပြသွားမယ့်အကြောင်းအရာတော့ head voice ကိုဘယ်လိုထုတ်ရမလဲဘယ်လိုဆိုရမလဲဘယ်လိုလေ့ကျင့်ရမလဲဆိုတာလေးပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာ head voice ကိုလေ့ကျင့်တဲ့နေရာမှာကျွန်တော်က technical ကြကြအာ theory ကြကြလို့ပဲပြောရမလားပေါ့နော်အဲ့လိုမျိုးဟိုနီးလန်းတဲ့လေ့ကျင့်တာမျိုးမဟုတ်ဘဲနဲ့ ဒီထက်ပေါ်ပြီးတော့မှရိုးရှင်းတဲ့ဒီထက်ပေါ်ပြီးတော့မှလွယ်ကူတဲ့နေလန်းလေးတစ်ခုနဲ့ကျွန်တော်ကပတ်ပြီးတော့မှ အာလုတ်ပြချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒရိတ်ဆန်တဲ့အတန်တွေကိုလိုက်တူတာပဲဖြစ်ပါတယ်တချင်းဆိုတဲ့နေရာမှာအတန်တွေကိုလေ့ကျင့်တဲ့နေရာမှာဒရိတ်ဆန်တဲ့အတန်တွေကိုလိုက်တူပြီးတော့မှလေ့ကျင့်တာမျိုးလုပ်ကြည့်တာမျိုးကလည်းအရန်ကုန်မှထိရောက်တယ်အရန်ကုန်မှအကျိုးရှိတဲ့နေလန်တစ်ခုဖြစ်ပါတယ်ဆိုတော့ဒီ head voice ကိုလေ့ကျင့်ဖို့လုပ်တဲ့နေရာမှာကျွန်တော်ကအာပထမအနေနဲ့ပေါ့နော်ဒီချက်ကလေးတွေအတန်လိုက်တူစီရှင်ပါတယ်ချက်ကလေးတွေအတန်လို့ပဲပြောပြောဒါမှမဟုတ်စားကလေးညက်ကလေးတွေရဲ့အတန်လို့ပဲပြောပြောပေါ့နော်အဲ့ဒါလေးကိုလိုက်တူစီရှင်ပါတယ်တော့ဘယ်လိုမျိုးလဲဆိုတော့ချစ်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  ချစ်ချစ်တေးတေးလေးပေါ့နော်ဒီအကောင့်တေးတေးလေးတေးတေးလေးအတန်းတဲ့ဆိုတော့ဒီချက်တန်လို့ပြောနေတာမှာတခြားဒီဘာသာစကားအရာနည်းမြေအရာအာအတန်ထုတ်တဲ့ပုံစကလုံးသုံးတဲ့ပုံကိုကြွားချင်းကြွားမယ်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့အဲ့ဒီချစ်ချစ်ချစ်ဆိုတာလေးကိုပဲတုံးကြည့်ရအောင်ဆိုတော့ခုနပြောသလိုပဲကိုယ့်အကူဒီချက်ကလေးတွေအတန်ညက်ကလေးတွေအတန်လိုက်တူးကြည့်ပါချစ်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 ဒါလေးအစင်ပြေသွားပြီလုတ်တက်သွားပြီဆိုလို့ရှိရင်တော့ဒီဟာလေးမှာနောက်ဆုံးအတန်လေးကိုဆွဲကြည့်ပါ ဒါဆိုရင်တော့ head voice ဖြစ်သွားပြီဖြစ်တယ်ချစ်ချစ်ချစ်လို့ကျွန်တော်စပြီးပြောလိုက်ကြတယ် head register မှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုလေအတန်ဆွဲလိုက်ပြီဆိုလို့ရှင်တာဒါဒီ head voice ဖြစ်သွားပြီဖြစ်ပါတယ်အဲ့လိုလေဆွဲပြီးတော့ဆိုကြည့်တာအဆင်ပြေသွားပြီဆိုတော့နောက်တစ်ဆင့်တက်ပါမယ် melody လေးထည့်ကြည့်အောင် chick 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 ဟုတ်ကဲ့ပါလောက်ကြည့်ပါအဆင်ပြေလားမပြေလားကိုယ့်အကူပြန်ပြီးတော့မှနားထောင်ကြည့်ပါအဆင်မပြေဘူးဆိုလို့ရှိရင်စိတ်မပူပါနဲ့နောက်ထပ်အတန်တစ်မျိုးပြောင်းပြီးတော့ကျွန်တော်ကလက်ကျင့်ပေးတော့မှာဖြစ်တယ်နောက်ထပ်အတန်တစ်မျိုးကတော့ကျွန်တော်တို့အာကြောင်အော်တန်ဖြစ်ပါတယ်ကျွန်တော်တို့ကြောင်အော်တန်လေးကိုလိုက်တူကြည့်အောင်ညောင်းညောင်းညောင်းလိုက်လောက်ကြည့်ပါအဲ့ဒါလေးအဆင်ပြေသွားပြီဆိုလို့ရှိရင်ခုနကလိုပဲနောက်ဆုံးအတန်လေးကိုဆွဲပြီးတော့တစ်ဆင့်တက်ကြည့်အောင် ဒါလေးဆင်ပြေသွားပြီဆိုလို့ရှိရင်နောက်ထပ်တက်ဆင့်ထပ်တယ်မယ် melody လေးထည့်ကြည့်အောင် ဒါဒီ head voice ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ဒီ head voice ကိုအဲ့လိုအတန်လေးနဲ့လေ့ကျင့်ပြီးတော့ရသွားပြီဆိုလို့ရှိရင် keyboard ပေါ်မှာ piano ပေါ်မှာပြောင်းပြီးလေ့ကျင့်တော့မယ်အဲ့ခါကျရင်သတိထားမယ့်အချက်လေးတစ်ချက်ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ register မှန်ဖို့လိုပါတယ်ကျွန်တော်တို့ keyboard ပေါ်မှာဒီ C4 တဝိုက်မှာလုပ်နေမယ်ဆိုလို့ရှိရင်တော့ဒါက chest area ဖြစ်တယ်ဒီနေရာမှာ head voice ကိုမလေ့ကျင့်ပါနဲ့အဲ့ဒီတစ်ဆင့် octave တစ်ခုတက်ပါ ကိုရောက်သွားမယ်ဆိုတော့အဲ့ဒီကနေမှတဆင်အတီ G ပေါ့နော် G ကနေပြီးတော့လက်ချင်ကြည့်ပါလာလာ ားဆိုလို့ရှိရင်တော့ register အမှန်ဖြစ်တဲ့အတွက်ကြောင့်လို့ headphone ဆိုရတာပို့ပြီးတော့ natural ဖြစ်တယ်ပို့ပြီးတော့တဘာဝကြမယ်ပို့ပြီးတော့လွယ်ကူပါလိမ့်မယ်ဟုတ်ကဲ့ပါခင်ဗျာဒါကတော့ headphone နဲ့ပတ်သက်ပြီးတော့မှအယူရှင်းဆုံးဘယ်လိုဆိုကြည့်အဆင်ပြေနိုင်လဲဆိုတာလေးကိုကျွန်တော်ကမျှဝေပေးထားတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးဆုံးထိရှိပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဒီဟာထဲကပေါ့နော်ကျွန်တော်ပြောပြတဲ့နေလန်းလေးအဖြစ်တစ်ခုခုတည်ရင်စရာတစ်ခုခုမှတ်သားစရာအကျိုးရှိဖို့မျှော်လင့်ပါတယ်ခင်ဗျာ like လေးကျင့်ကြည့်ပါလေးကျင့်ကြည့်ပြီးလို့မှအဆင်ပြေလားမပြေဘူးလားဆိုတော့ကျွန်တော်မှ comment မှာပြန်လာပြီးတော့မှဆွေးနွေးပေးလို့ ့ရပါတယ်ခင်ဗျာကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုများမှာထပ်တွေ့ပါမယ်